အလုံးမင်္ဂလာပါနောက်ထပ်ဗီဒီယိုတစ်ခုနဲ့ကြိုဆိုပါတယ်ကျွန်တော်နဲ့တူချိန်ယူပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဖျားသခင်ကောင်းကြီးပေးပါစေဒီကနေ့ကျွန်တော်ပါအကြောင်းနဲ့ပတ်သက်ပြီးပြောချင်လဲဆိုတော့ကျွန်တော်တို့ရဲ့လက်ဆောင်เนาะကျွန်တော်တို့ရဲ့ပေးကမ်းခြင်းကကြီးစွာတော့တကားတွေကိုဖွင့်စေနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြချင်တယ်เนาะဆိုတော့ဒီအကြောင်းအရာကတုတ်တန်ကျမ်းအခန်းကြီး16မှာပါတဲ့အကြောင်းအရာပုံမှန်ခြေခံထားတယ်ဆိုတော့အာတခါတလေကျကျွန်တော်လက်ဆောင်ပေးလက်ခါကျရင်အဲ့ဒါကလက်ထိုးတာလည်းဖြစ်သွားနိုင်တယ် เนาะအဲ့ဒါဆိုတော့ကျွန်တော်ဒီဟာကဟိုစိတ်တက်ပေါ်မှာပဲမူတည်လိုက်မယ်เนาะတခါလေးကျန်โอเคတုတ်တန်ကျန်16ကိုရင်ဖတ်ကြည့်အောင်လေเนาะအဲ့ဒီမှာဘာကြီးထားလဲဆိုတော့လူ၌ပါတော့လက်ဆောင်အဖြစ်လမ်းရှင်းလင်း၍တဲ့လူကြီးထံသို့ဝင်ရတော့အခွင့်ရှိတတ်၏တဲ့ဆိုတော့ကျန်စာထဲမှာလက်ဆောင် လူ၌ပါတော့လူ၌ပါတော့လက်ဆောင်အဖြစ်လမ်းရှင်းလင်းလူကြီးထံသို့ဝင်ရတော့အခွင့်ရှိတတ်၏တဲ့ဆိုတော့ကျွန်တော်လက်ဆောင်ဘန္တာကဘာဖြစ်လဲလူကြီးထံသို့ဝင်ရတော့အခွင့်ရှိတတ်တယ် ဆိုတော့လက်ဆောင်ကပါလေကျွန်တော်လမ်းတကားတွေကိုပွင့်စေတယ်เนาะကျွန်တော်တက်တာထဲမှာเนาะလက်ဆောင်တွေယူလာချင်းအဖြစ်เนาะတချို့တွေမျက်နှာပွင့်လိုက်ရဒါပေမဲ့အာတခါလေကျတော့လက်ထိုးရလာเนาะဒီဒီတယောက်ကဘာဘာလုပ်တာလဲเนาะဘာဘာဒီလက်ဆောင်ဘာလို့ယူလာတာလဲဆိုတော့အမြင်မျိုးလက်ဖြစ်သွားနိုင်တယ်ဆိုတော့ အမ်အဲ့ဒါကတော့အခြေအနေပေါ်မှာမူတည်ပါလိမ့်မယ်နော်ကျွန်တော်တို့ဒီကလူစိတ်တက်လူကလူစိတ်တက်ကပြောရခက်တယ်လေနော်ဒါပေမဲ့ဒီနေရာမှာဒီနှုတ်ကပတ်တော်အနေနဲ့တော့ကျွန်တော်မှန်ကန်စွာအသုံးပြတဲ့နီလန်ပိုင်းကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်ဟုတ်ပြီနော်ဆိုတော့ကျန်းစာထဲမှာပါတဲ့အမ်ခွင်းရှိပါအကြောင်းကိုကျွန်တော်ပြောပြချင်တယ်နော်ခွင်းရှိပါနော်ရှိပါခွင်းကကျွန်တော်ဒီကျန်းစာဖတ်လို့ရှင်အာဓမ္မရဇဝင်းတတိယဆောင်ခန်းကြီး30မှာပါတဲ့အကြောင်းအရာ ရှေဘပြည်ကိုတဲ့အစိုးရတော်မိဖျားသည်တဲ့ရှောလမုန်၏ဂုံအတီနဲ့ထာဝရဖျား၏နာမတော်တရင်ကိုကြားလည်နေနဲ့နဲ့ခက်ခဲသောပြဿနာများအဖြစ်သူ့ကိုစုံစမ်းခြင်းကလာ၏တဲ့ဒီမှာနန္တာမျိုးများနဲ့အများစွာသောရွှေအဖိုးထိုက်သောကြောက်တို့ကိုဆောင်ကတော်ကလအုပ်များလိုက်သောလူများနဲ့တကွယေရုရှလင်မြို့သို့ရောက်ရရှောလမုန်မင်းကြီးထံသို့ဝင်တော့ခါမိမိအလိုဆန္ဒရှိသမျှကိုဆွေးနွေးမေးမြန်းလေ၏တဲ့ သူမြင့်မြတ်သောပြည့်တနာရှိသည်များတို့ကိုရှောလဝံမင်းကြီးသည်ဖြေလေ၏။နားမလဲ၍မဖြေနိုင်သောရာတဆောင်တစ်ခုမျှမရှိ။ရှေဘမိဖျားသည်ရှောလမုန်၏ပညာအလုံးစုံကို၎င်းတီဆောက်သောအိမ်တော်ကို၎င်းစားပွဲတော်တစားကို၎င်းအမှုတော်ဆောင်တို့နေထိုင်ရာရတုကို၎င်းလူလင်တို့ခစားသည့်အချင်းရာကို၎င်းသူတို့ဝတ်တော်ဝတ်စတန်စာတို့ကို၎င်းဝန်စည်းများကို၎င်း ထာဝရဖျားအိမ်တော်၌မိရှုရာရစ်ပူဇော်ခြင်းကို၎င်းမြင်သောအခါမိန်မောတွေ့ဝေလျက်ရှိ၍ကိုတော်ဤအချင်းအရာနှင့်ကိုတော်ဤပညာတည်းအကျွန်ုပ်ကိုကိုပြေ၌ကြားရသောသတင်းစကားမှန်ပါ၏တိုးတော်လဲကိုတိုင်းလာရောက်၍မမြင်မီစကားကိုမယုံယခုမူကားအရင်ကြားသောစကားသည်တဝက်ကိုမျှမမီကိုတော်ဤပညာနှင့်ကိုတော်ဤစည်းစိမ်သည်အကျွန်ုပ်ကြားရသောသတင်းကိုလွန်ကဲပါ၏ ရှိတော်၌အစဉ်နေ၍ပညာတော်ကိုကြားရသော ကိုတော်၏လူကိုတော်၏ကျွန်တို့သည်မင်္ဂလာရှိကြပါ၏ကိုတော်ကိုနှစ်သက်၍ဣတရေလနိုင်ငံယာဇပလိပေါ်မှာတင်တော်မူသောကိုတော်၏ဖျားသခင်ထာဝရဖျားသည်မင်္ဂလာရှိစေတော်မူသည်ထာဝရဖျားသည်ဣတရေလအမျိုးကိုအစဉ်ချစ်တော်ကြောင့်ဖြောင့်မတ်စွာတရားစီခြင်းကကိုတော်ကိုရှင်ပြေနဲ့ခတ်ထားတော်မူပြီဟုရှင်ပြေအားပြောဆို၏ဒီမှာကြည့်ရွှေအခွက်120နတ်တာမျိုးများ ကြောက်မြတ်တို့ကိုဆက်လက်၏ရှိဘ မိဖျားသည်ရောလမုံမင်းကျဆက်တော်နတ်တာမျိုးများနဲ့များပြားတော်နတ်တာမျိုးဒီနောက်တစ်ပတ် မရောက်ရှေ့တော်နဲ့အစင်နေ၍ပညာတော်ကိုကြားရသောကိုရိုက်လူကိုရိုက်ကျုံတို့သည် မင်္ဂလာရှိကြပါ၏ကိုရောကိုနှစ်သက်တော်ဣတရေလနိုင်ငံရာဇပလင်ပေါ်တင်တော်မူသောကိုရိုက်ဖျားသည်ခင်ထာဝရဖျားသည်မင်္ဂလာရှိစေတော်မူသည်ထာဝရဖျား၏ဣတရေလမျိုးကိုချစ်တော်ကြောင့်ဖြောင့်မတ်စွာတရားစီရင်ခြင်းကကိုရောကိုရှင်ပြန်၌ညာ၌ခန့်ထားတော်မူပြီးရှင်ပြန်အားပြောဆို၍ ရွှေအခွက်120နတ်တာမျိုးများကြောက်များတို့ကိုဆက်လေရှေဘမိဖျားသည်ရှောလုံးမွေမြင့်ဆက်တော်နတ်တာမျိုးနဲ့မြများပြသောနတ်တာမျိုးဒီနောက်တစ်ပတ်မရောက်ဆိုတော့ဒီနေရာမှာရှေဘမိဖျားโอเคရှေဘမိဖျားအကြောင်းမပြောခင်ရှောလုံးမွေမြင့်အကြောင်းကိုပြောမယ်အဲ့ဒီ kid အဲ့ဒီခါမှာတော့ရှောလုံးမွေမြင့်ကအချမ်းသာဆုံးဖြစ်တယ်နော်ရှောလုံးမွေမြင့်နေတဲ့ဂျေရုဆလင်မြို့ကအစ္စရေလနိုင်ငံမှာဘာဖြစ်လဲတိလား ရွှေငွေတွေဆိုတဲ့ကြောက်စရကဲတို့ဖြစ်တယ်တက်ကိကိုချမ်းသာတဲ့နေရာเนาะလူတွေကရမ်းလာခြင်းတယ်เนาะလူတိုင်းကရှောလမုံဝင်းနဲ့ကြီးနဲ့တွေ့ခြင်းတယ်သူ့မှာမရအရောက်တစ်ထတစ်ထောင်ရှိတယ်เนาะမောင်းမတွေလည်းအများကြီးရှိတယ်ဆိုတော့ရှောလမုံမင်းကြီးစီကိုတော်ယုံတန်ယုံလို့လာတွေ့လို့မရဘူးဒါမဲ့ရှောလမုံမင်းကြီးစီကိုရှောလမုံမင်းကြီးစီကိုတွေ့တဲ့သူတွေအများကြီးရှိပါလိမ့်ဒါမဲ့တယောက်မှ ကျန်းစာထဲမှာ record လုပ်ထားတာเนาะနာမည်နဲ့အတိအကျ record လုပ်ထားတာနည်းနည်းပဲရှိတယ်ဒါပေမဲ့ဒီ queen shiba ကိုကျွန်တော်ကျန်းစာထဲမှာတေချာ record လုပ်ထားတယ်ဘာကြောင့်လဲသူပေးလိုက်တဲ့ရွှေတွေကြောင့်ဖြစ်တယ်เนาะတန်ချိန်နဲ့ရှိတယ်เนาะရွှေကရပ်ဒီနောက်တော့ဒီလောက်များတဲ့ရွှေတွေနောက်နောက်တယောက်လူတော်မှာပြစ်ဆိုဘယ်လောက်ဘယ်လောက်အလဲတော့ကျွန်တော်ဖြစ်မလဲမတော့မသိဘူးဒါပေမဲ့တတ်တော့များမယ်အာမင်တတ်တော့များမယ်ဆိုတော့ အဲ့တော့များပြားတဲ့လက်ဆောင်ကိုရှောလမုန်မင်းကြီးစီကိုပေးလိုက်တဲ့ခါမှာမှာရှောလမုန်မင်းကြီးကရှီပါနဲ့တွေ့ပြီးတော့เนาะစကားပြောတာဖြစ်တယ်ဆိုတော့စကားပြောတဲ့ခါမှာရိုးရိုးစကားပြောတာမို့ရှီပါမင်းမိဖုရားကရှောလမုန်မင်းကြီးနဲ့စကားပြောတဲ့ခါမှာရှောလမုန်မင်းကြီးပညာเนาะအများကြီးသူ့စီကနေပြန်သိယူသွားတယ် ပြန်ယူတင်ယူတော့သူ့ရဲ့ပညာတွေသူတိချင်းနေဟာတွေအကုန်မေးပြီးတော့ပြတင်ယူပြီးတော့ဗာလဲအဲ့ဒါတွေကိုသူကသူ့နိုင်ငံမှာပြန်ပြီးတော့ဗာလဲအသုံးပြုတာဖြစ်တယ်။တနည်းပြောရရင်ရှောလမုန်မင်းကြီးစီကိုသူကလက်ဆောင်ပန်ဒါတွေအများကြီးနဲ့သူ့စီကိုလာတယ်။ဒါပေမဲ့ရှောလမုန်မင်းကြီးစီကတော့အဲ့ဒီဘန်ဒါတွေထပ်ပိုများတဲ့လက်ဆောင်ပြန်ယူသွားတာဖြစ်တယ်။ဉာဏ်ပညာတွေအသိပညာတွေနော်အုတ်ချုပ်ပုံတွေအုတ်ချုပ်နည်းတွေခုနကကျွန်တော်အပေါ်မှာတွေ့ရတယ်နော်ဆိုတော့ လက်ဆောင်ကပါလေလူခုနကကျွန်တော်တုတ်တကြခကြီးဆက်ရှင်ပါလူနိုင်ပါတော့လက်ဆောင်အပြင်လမ်းရှိရေလူကြီးထံတော့ဝင်ရတော့ခွင့်ရှိတယ်ဆိုတော့ရှေပမင်းကြီးကရှောလမုန်မင်းကြီးစီကိုဘာကြောင့်တွေ့ခွင့်ရတာလဲဘာကြောင့်တွေ့ခွင့်ရလဲဆိုတော့လက်ဆောင်ကြောင့်ဖြစ်တယ်အဲ့ဒါကျွန်တော်တို့တခါတလေကျကျွန်တော်ဘဝမှာเนาะအတ္တတာထဲမှာကျွန်တော်တို့ဘုရားသခင်စီကနေ ဉာဏ်ပညာလိုအပ်တယ်ဖျားသခင်စီကနေဘာလဲအောင်မြင်ခြင်းတွေလိုအပ်တယ်တော့ဖျားသခင်စီမှာတဆုံတစ်ခုကိုလိုအပ်တယ်ဆိုရင်ကျွန်တော်ပြောပြမယ်ကဘာပေါ်မှာတရားဟောဆရာတွေအများကြီးရှိတယ်တော့ငွေရေးကြီးနဲ့ပတ်သက်ပြီးတော့တော့တိချင်တယ်ဆိုရင်ဒီတရားဟောဆရာတွေအများကြီးပထမငွေရေးကြီးနဲ့ပတ်သက်ပြီးတော့ဗစ်တိတ်ပေးတဲ့ဆရာတွေဘယ်သူတွေရှိလဲအာမင် ဒါမှမဟုတ်လည်းဤဝဂလိတရားနဲ့ပတ်သက်ပြီးတော့နော်ဖျားသခင်ဆရာပိတ်သိမ့်လို့ချင်တယ်ဆိုရင်အဲ့ဒီငွေငွေရေးချဲ့တီတီဒီကဲတင်ချင်းတည်းဟောပြောတဲ့နော်လူတွေထဲမှာဘတူကိုဖျားအတော်ပြုတ်ဆုံးလဲအဲ့ဒီလူတွေကိုရှာရမှာအာမင်အောင်မြင်ခြင်းနဲ့ပတ်သက်ပြီးတော့နော်လူအပ်လို့ရှိရင်အောင်မြင်ခြင်းနဲ့ပတ်သက်ပြီးတော့ဘတူကအတော်ဆုံးလဲနော်ဖျားသခင်ဘတူကိုအတော်ပြုတ်ဆုံးလဲအဲ့ဒီအတော်ပြုတ်တဲ့လူတွေစီကိုကျွန်တော်တို့ကပါလို့အောင်လဲ partnership လုပ်ရမယ်သူတို့နဲ့တူပါဖြစ်လဲသူတို့စီကိုကျွန်တော်ငွေပေးရမယ်နော်အာမင်ခုနရှောလမုန်မင်းကြီးလက်ဆောင်ပေးရမယ်အဒီခေတ်မှာတော့လက်ဆောင်တော့မဟုတ်ဘူးဗါလဲ love gift ပေးရပေးတဲ့ခါကျအဲ့ဒီလူတွေစီကနေနော်တင်ယူတဲ့ခါကျရင်တင်ယူတဲ့ခါကျမှာပဲအဲ့ဒီလူတွေစီကနေပညာတွေကျွန်တော်ပုံမှာစီစစ်လာပြီးသူ့ရဲ့ bit တိတ်ကျွန်တော်ပုံမှာစီစစ်လာမှာဖြစ်တယ်ရှောလမုန်မင်းကြီးစီကိုလာပေးတဲ့လက်ဆောင် နော်ရှီပမင်းကြီးလက်ဆောင်ပေးလိုက်တဲ့အခါမှာရှောလမုန်မင်းကြီးစီကနေနော်ဉာဏ်ပညာတွေအသိပညာတွေအတတ်ပညာတွေမြောက်များစွာနဲ့ရှီပမင်းကြီးကပြန်ပြီးပြန်သွားပြီးတော့သူ့နိုင်ငံမှာအရန်တိုးတက်သွားတာဖြစ်တယ်ထိုကဲ့သို့ပဲခုနကျွန်တော်ပြောသလိုကိုဝတ္တတာထဲမှာဘေကန္တနဲ့ပတ်သက်ပြီးလိုအပ်လဲမစ်ရှင်နဲ့ပတ်သက်လားငွေရေးကြေးနဲ့ပတ်သက်လားနော်ကတဲ့ချစ်တရားနဲ့ပတ်သက်လားဘေကန္တဖျားเจ้า church growth နဲ့ပတ်သက်လားဘေကန္တ ဘေကန္တာနဲ့ပတ်သက်ပြီးတော့ဖျားသခင်ပစ်သိစီစဉ်ဖို့လိုချင်တယ်အဲ့လိုမျိုးဖျားသခင်အတုံးပြုတ်တဲ့လူတွေစီမှာတွားပြီးတော့ဘာဖြစ်လဲလက်ဆောင်ပေးခြင်းအဖြစ်အာမင် love gift ပေးခြင်းအဖြစ်သူတို့စီကနေကြားနာတဲ့နှုတ်ကပတ်တော်တွေသူတို့ဟောပြောတဲ့အရာတွေကိုနားထောင်တယ်ဆိုရင်အဲ့ဒါတွေကကျွန်တော်တို့တက်တာထဲမှာပစ်သိအဖြစ်စီစဉ်လာမှာဖြစ်တယ်အာမင် ဒါကကျွန်တော်ကဒါကကျွန်တော်ဒီနှုတ်ကပတ်တော်နဲ့ဒီချမ်းစာနဲ့ကျွန်တော်ဒီဒီခရစ်ယာန်တွေယုံကြည်ခြင်းကြောင့်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြတာအဲ့လိုမှမဟုတ်လဲမယုံကြည်သူတယောက်ဆိုရင်လောကသားတွေဆိုရင်ထိုကဲ့သို့ပဲเนาะဒီ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  motivation speaker တွေเนาะ host speaker this speaker တက်တာထဲမှာเนาะအများကြီးရှိရဲ့သူတို့တွေကိုပါလဲပတ်စံပေးပြီးတော့သူတို့ရဲ့ဟောပြောတဲ့အရာကိုနားထောင်သင်ယူရတဲ့ခါကျရင်ဘာဖြစ်လဲအဲ့ဒါတွေကကိုယ့်အသက်တာထဲမှာစီးဆင်းလာတာဖြစ်တယ်အာမင် တနည်းပြောရရင်ဝယ်တယ်လို့လည်းပြောလို့ရတယ်ဒါပေမဲ့ not exactly ဝယ်တာမဟုတ်ဘူးဒါပေမဲ့လက်ဆောင်ပေးတာကိုကအဲ့ဒီအရာကိုသွားတွေ့ရခွင့်တော့ဘိတ် okay you know the point เนาะရှောလမုံမင်းကြီးစီကိုတောင်းတောင်းပတ်စံဟိုရွှေတွေလက်လာလာကြည့်တဲ့သူတွေတွေ့ခွတောင်းတဲ့လူတွေအများကြီးရှိမှာပဲဒါပေမဲ့ကျန်းစာထဲမှာတော့မရေးထားဘူးဒါပေမဲ့ excuse me ရှိပါကိုတော့ရေးထားတယ်ဘာကြောက်လဲ ပြောက်များစွာလက်ဆောင်ပါလာလို့ဖြစ်တယ်။အာမင်။ဆိုတော့တချို့လူတွေကပြောမယ်။အာကိုတော်တော်လက်ဆောင်ပတ်ပေးတာနော်။ရှောလုံးမင်းကြီးကရန်ချမ်းသာပြီ။သူ့မှာရွှေဒီလောက်မလိုပါဘူး။ဘာကြောင့်သူ့ကိုပေးရစိတ်ရောက်ပြီးစင်ရဲသားတွေကိုပေးလိုက်လေနော်။ဆိုတော့ရှီယောခရစ်ကကြည်စနစ်မှာရှီယောခရစ်ကကြည်စနစ်မှာဘယ်လိုရေးထားလဲဆိုတော့အာ sorry စနစ်မှာအာပတကပွဲခဲ့ချေရောက်လို့လို့တော့အထက်ကတေလို့ရေတေချင်းမှာထားမြောက်စေတော်မူတော့လာဇရုနေရာရက်ဘေတနိယောသူရောက်ယေရှုတည်ရောက်တော်မူ၏ထို့ကြောင့်သူတို့ဒီပွဲလောက်ကြသဖြင့်မာတာဒီလို့ကြွေးချင်းမှုကိုဆောင်၍လာဇရုဒီကိုရောနဲ့အတူလျောင်းတော်သူဝင်ဖြစ်ထို့အခါမာရီဒီအဖိုးများစွာထိုက်တော်โอเคဒီညမှာလည်းလာပြတ်ပြီเนาะတာမန်စီမဟုတ်ဘူးယိုယိုစီမဟုတ်ဘူးเนาะ အဖိုးများစွာထိုက်တဲ့စီအချက်30ကိုရယေရှုခြေတော်ကိုလိမ့်ပြီးလင်မိမိစပင်းနဲ့တုတ်တပြစ်ထူစီမွေးတဲ့တအိမ်တို့ကိုနှံ့ပြစေတပေတော်တပေတော်တို့ဒီအဝင်ဖြစ်ကိုတော့ကိုအနာမီတို့ရှိမုံဤတာယူရာချက်ကတော့ထူစီမွေးကိုဒေနာဒီနာရီပြား300ဖို့တဲ့ရောင်း၍စင်းရဲတော်သူအဘဲကြောင့်မပေးတနေဟုဆိုလို့ထိုတို့ဆိုတော့စင်းရဲတော်သူတို့အကျိုးကိုထောက်ရဆိုသည်မဟုတ်မိမိဒီတခိုးဖြစ်လက်တပေတော်တို့က300ငွေအိတ်ကိုဆောင်ရဲ့ နှာယူတတ်သောကြောင့်သာဆိုလိုသည်ယေရှုသည်လည်းထိုမိမကိုရှေ့စေတော့ငါ၏အလောက်ကိုတကြိုချင်းကပြင်စေတော့နေ့တိုင်းအောင် it is ဤစီမွေးကိုတူထားပြီးစင်ရတော်သူတို့တတဲ့အရှင်အစစ်စင်ရတော်သူတို့ကတေရုဏအစင်ရှိကြငါဘုကတေရုဏအစင်ရှိဒီမဟုတ်မိတ်တော်မူ၏ဆိုတော့ခုနကျွန်တော်ပြောတယ်အဲ့ဒီနာဒုစီမွေးကိုဒီတော့ဈေးကြီးတဲ့ဟာကိုရောက်ပြီးစင်ရသားတွေကိုပေးလိုက်လို့ရှင့်အဲ့ဒီအမျိုးသမီးရဲ့အကြောင်းကစန်းစာထဲမှာပါလာမှာမဟုတ်ဘူး ယေရှုကိုဈေးကြီးကြီးနဲ့သွားပြီးတော့လှုပ်လိုက်တဲ့ခါမှာဖြစ်လဲ။ဂျမ်းစာထဲမှာပါလာတာဖြစ်တယ်။ပါလာတဲ့အပြင်နော်ယူဒရှက်ကာတို့ရဲ့နော်အခုခေတ်ဘာသာရေးသမားတွေစိတ်တက်ဟာဒီ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 တရားဟောဆရာကယဉ်ချမ်းတာနေပြီပဲ။ဘာကြောင့်သူ့ကိုပတ်စံပေးနေလဲ။နော်စင်ရဲ့တားတွေကိုသွားပေးပါလား။နော်အဲ့ဒီစင်ရဲ့ကျွန်တော်ပထမ ပေးကချင်းမှာ arms giving နဲ့ပတ်သက်ပြီးကျွန်တော်ပြောခဲ့ပြီးစင်ရဲသားတွေကိုပေးတာကိစ္စမရှိပါဘူးပေးလို့ရပါတယ် this okay ဒါပေမဲ့ကျွန်တော်တို့ကဘယ်ကဘစ်တိတ်ကိုလိုချင်တာလဲနော်အဖိုးများစွာထိုက်တဲ့နာတို့ဆိုယေရှုကိုတုတ်တယ်ဆိုတာကပါလေယေရှုစီကနေဘစ်တိတ်ရရှိတာဖြစ်တယ်အာမင်ယေရှုစီကဘစ်တိတ်စီစစ်လာတာဖြစ်တယ်အဲ့ဒါကြောင့်အခုချိန်ထိစံစာထဲမှာပါလို့ကျွန်တော်ကပြောနေတာဖြစ်တယ်အာမင်ကိုဘသူ့ ကိုဘသူ့ရဲ့ဘေးတိတ်ကိုလိုချင်လဲเนาะအဲ့ဒီဒူစီကိုတွားပြီးတော့ကျွန်တော်တို့ကဘာဖြစ်လဲလက်ဆောင်ပန်းတာနဲ့တွားရတာဖြစ်တယ်အာမင်ဆိုတော့ဘယ်လိုအခြေအနေမျိုးမှာဟိုဗါလဲလက်ထိုးတယ်ဖြစ်တယ်လဲတော့ကျွန်တော်လည်းမပြောတတ်ဘူးဒါမဲ့ကျွန်တော်တို့ကိစ္စတခုခုဘေးတိတ်တခုခုเนาะတင်ကြားဆရာတခုခုသိဆရာတခုခုเนาะ knowledge တခုခုလိုချင်တယ်ဆိုတော့ကိုသိချင်တဲ့လူတွေစီကိုဘာဖြစ်လဲ လက်ဆောင်အများကြီးပေးပြီးတော့တွားလို့ရှိရင်မဖြစ်လဲအဲ့ဒီလူတွေကကိုယ့်ကိုအိတ်တော်ဖာမကိုယ့်ကိုပြန်ပေးမှဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တက်တာထဲမှာနော်ကျွန်တော်ပထမအဆုံးချမ်းပိုက်ကပါလေလူလိုက်ပါတော့လက်ဆောင်အဖြစ်လမ်းရှင်းလေလူကြီးထံသို့ဝင်ရတော့ခွင့်ရှိတတ်ပေးကန့်ချင်းကကောင်းပါတယ်လူတိုင်းကိုပေးကန့်တာကောင်းပါဒါမဲ့လူကြီးစီကိုဝင်တွေ့ဖို့နော်ကျွန်တော်တို့တက်တာထဲမှာရောလမုန်မင်းကြီးလူမျိုးယေရှုလူမျိုးတကက်ထိတ်ထိတ်ကျဲနေတဲ့တွေ့ဖို့အတွက်က တာမန်လက်ဆောင်နဲ့မရဘူးကျွန်တော်တက်တာတက်မှာမဖြစ်လေကြီးမားသောလက်ဆောင်နဲ့เนาะဝင်ရမှာဖြစ်တယ်အာမင်အဲ့ဒါမှသူတို့ကပါဖြစ်တယ် attention ရှိသွားတာဖြစ်တယ်အဲ့ဒီမှာဘစ်တိတ်ကစီစဉ်လာတာဖြစ်တယ်အာမင်ဆိုတော့တချို့လူတွေကအာကိုနော်တော့ဒီအရာကပါလေလက်ထိုးတာပါငယ်နဲ့ပြောချင်တယ်လို့ပြောလိုက်မယ်ဒါပေမဲ့မဟုတ်ဘူး။အော်ကိုနော်တော့ဒီဖျားเจ้าကဒါမှမဟုတ်လေဒီ ministry က နော်တိတ်နဲ့တားနဲ့ချီပြီးပတ်စာရှိတယ်အရလက်ချမ်းတာတယ်သူတို့ ministry ထဲကိုဘာကြောင့်ကျွန်တော်ကအလှူထည့်နေရမှာတော့ကျွန်တော်ဥမာဆင်းရဲတဲ့တရားဟောဆရာတွေဘာမှဟိုဝိတ်ဝိတ်တောင်မရှိတရားဟောဆရာတွတ်လှူမှာပေါ့ဟုတ်တယ်ဆင်းရဲတဲ့လို့ပေးကန်တာကိစ္စမရှိပါဘူးဒါမဲ့ကျွန်တော်တို့ကဘာကြောင့်အသင်းတော်ကြီးကြီးတွေ mega church တွေမှာရှိတဲ့သူတွေနာမည်ကြီးဆရာကြီးတွေနော်ဘာလို့ကျွန်တော်တို့အလှူငွေတွေကျွန်တော်တို့ရဲ့ပေးကန်ချင်တဲ့အဲ့မှာပေးရလဲဆိုတော့သူတို့စီကနေ bit သိစီစင်းလာစီချင်လို့ဖြစ်တယ် သူတို့ရဲ့ဘစ်တိတ်သူတို့ရဲ့ anointing သူတို့ရဲ့အောင်မြင်ခြင်းတွေကျွန်တော်တတ်တာထဲမှာဆက်သွယ်လာဖို့ဖြစ်တော့ဖြစ်တယ်။အာမင်ကျွန်တော်တို့တတ်တာထဲမှာစီးဆင်းလာဖို့တော့ဖြစ်တယ်။ကျွန်တော်တို့ဘက်ကပါပဲလဲ pipeline ပွင့်ဖွင့်လိုက်တာဖြစ်တယ်။အာမင်အဲ့ဒါကြောင့်မိတ်ဆွေပေးကမ်းခြင်းပေးကမ်းတဲ့အခါမှာစီးရဲသားတွေကိုပေးကမ်းတာကောင်းပါတယ်နော်။ mission တွေတော့ပေးကမ်းတာကောင်းပါတယ်။ဒါပေမဲ့အသက်တာထဲမှာနော်လူကြီးထံသို့ဝင်ရတော့ခွင့် ဘစ်တိတ်ကျွန်တော်တက်တာတဲ့မှာစီးစင်းလာဖို့လိုချင်တယ်ဆိုရင်ကိုလိုချင်တဲ့ဘစ်တိတ်ရှိတဲ့သူတွေစီကိုပါလဲလက်ဆောင်ပေးခြင်းအဖြစ်ဝယ်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြခြင်းတယ်အာမင်ဆရာဒေးဗစ်လာစီကနေဘစ်တိတ်လိုချင်တယ်ဆိုဆရာဒေးဗစ်လာကိုပါလဲ love gift ပေးပါအာမင်ဟိုဂျော်အော့စတင်ဆရာနေဘစ်တိတ်လိုချင်ဂျော်အော့စတင် ministry ကိုနော် love gift ထည့်ပေးပါ ်အာမင်ပြီးဘာဖြစ်လဲတခြားဆရာတွေနော်ကက်သက်ကိုပလန်ဖြစ်ဖြစ်တခြားတခြား ministry တွေအများကြီးရှိပါတယ်နော် Christ for all nation ဖြစ်ဖြစ်နော်ကေတင်ချင်းနဲ့ပတ်သက်သူတို့တွေကအားကြီးတယ်သူတို့စီတွားလို့ရှိပါပြီသူတို့ရဲ့ဘစ်သိက်ကျွန်တော်တက်တာမှာစီစဉ်လာမှာဖြစ်တယ်တခြင်းရေးတာတွေတခြင်းဆိုတာတွေဆိုဆရာထောင်တောင်းတို့ကင်ပေါတို့ဆရာကင်ပေါတို့မျိုးစစ်ကျဲပါသူတို့ရဲ့ဘစ်သိက်ကျွန်တော်တို့ထင်မှာစီစဉ်လာမှာဖြစ်တယ်အာမင် တော့ကောင်းကြီးဖြစ်တယ်လို့ကျွန်တော်လုံးဝယုံကြည်တယ်အာမင်ဘုရားသခင်ကောင်းကြီးပေးပါစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်